ဒီနေ့မှာတော့ကန်ဝါကျွန်တော်ပဲရဲ့နာမည်ကြီးစာအုပ်ချုပ်ဖြစ်တဲ့ Problem Solving 101ထဲကအဓိကကျတဲ့အချက်တွေကိုအတူတူလေ့လာကြည့်ကြပါမယ်။အထူးသဖြင့်ပရိသတ်15ရောက်ပဲရှိတဲ့ယောဂိတအဖွဲ့တစ်ခုကနေပရိသတ်နေရကျော်ရတဲ့အထိဘလို့ပြဿနာကိုဖြေရှင်းသွားလဲဆိုတဲ့စိတ်ဝင်စားစရာဇာတ်လမ်းအခုလည်းပါဝင်မှာဖြစ်ပါတယ်။အစီအစဉ်မစခင်မှာ Channel ကို Subscribe လုပ်ပြီး Like ပေးထားဖို့မမေ့နဲ့နော်။ဒီနေ့အဓိကပြောသွားမယ့်အချက်အရာတွေကတော့ဒါတွေပါပဲ။ ပြဿနာတွေနဲ့ကြုံလာရင်ဘလို့လူစားမျိုးတွေကအမားများတယ်လဲဆိုတာကနေစပြီးတကယ်စွန့်ထက်တဲ့ကျွမ်းကျင်မှုအထစ်တစ်ခုကိုဘလို့တက်မြောက်နိုင်မလဲဆိုတာအထိလေ့လာသွားကြမှာပါ။ကဲပြဿနာတွေကိုဘလို့ဖြေရှင်းမလဲဆိုတာမလေးလာခင်ပါလေ။ကျွန်တော်တို့ပုံမှန်တွေးနေကြပြဿနာတွေနဲ့ကြုံလာရင်တနည်းအားမှာပဲရက်နေတတ်တယ်လို့လေးမျိုးကြောင့်အရင်ပြောကြည့်အောင်။နားထောင်ရင်လည်းကိုမတို့ကြည့်လို့ဂျင်းလေးတွေရှိနေသလားဆိုတာသတိထားကြည့်ပေါ့။ပထမရောက်ကတော့မစ္စတာအင်းလို့ပဲပြောအမ်းလာပဲ။ तू ကဘာမှမဆောက်ရဖြစ်ခင်လက်လျှော့လိုက်ရော။ အကြောင်းပြချက်ကတော့ငါကအရေးချင်းမရှိလို့ပါဆိုလာပဲနောက်တစ်ယောက်ကတော့မစ္စဝေဖန်သူကတော့ဘေးအကျဉ်းညာမဆိုးအပြစ်ပြောဖို့အားနည်းချက်ထောက်ပြဖို့အမြဲအစင်တင်မယ်ဒါပေဖေရှင်နေပေးလာလို့ကိုယ်တိုင်လို့တာတော့တခုမှမရှိဘူးပြီးတော့မစ္စအိမ်မလေးရှိသေးတယ်သူအားစိတ်ကူးအကြီးကြီးထုတ်မြတာတိတ်ဝါနာပါတယ်ဒါမြင့်အသေးစိတ်အစီစဉ်ဆွဲဖို့လက်တွေ့ကောင်းတဲ့ပေါ်ဖို့ကြတော့စိတ်မဝင်စားတော့ဘူးနောက်ဆုံးတစ်ယောက်ကတော့မစ္စတာဒုံဆိုင်ပေါ့သူကတော့ စဉ်းစားနေရင်အချင်းကုန်တယ်ဆိုပြီးချက်ချင်းထလို့တက်တယ်။ဒါမဲ့အစီအစဉ်မရှိတော့အားကားလဲကုန်လိုရလဲမရောက်ဖြစ်ရော။အခုနကပြောပေးတဲ့ပုံစံဒီအားလုံးကတော့တနေရာမှာပဲတန်တရားလဲနေတတ်ကြတယ်။ဒါပေမဲ့ပိုကောင်းတဲ့နီလန်တစ်ခုတော့ရှိနေပါတယ်။အဲ့ဒါကတော့ပြဿနာ ဖြေရှင်းတတ်တဲ့ကလေးတယောက်လိုတွေးခေါ်တတ်ဖို့ပါပဲ။သူကတွေးခေါ်မှုနဲ့လက်တွေ့လှုပ်ဆောင်မှုကိုကွက်တိချင်ကြီးပြီးပန်းတိုင်ကိုထိထိရောက်ရောက်တွားနိုင်တယ်။ဆရာဒီလိုပြဿနာဖြေရှင်းတတ်တဲ့ချင်းကပုံကပါရင်များထူးခြားနေလို့လေ တကယ်အရေးကြီးတဲ့ချက်ကဒါဟာမွေးရပါအရေးအချင်းမဟုတ်ဘူးလေ့ကျင့်ယူလို့ရတဲ့အလေးချင်းတစ်ခုကျွမ်းကျင်မှုတစ်ခုဖြစ်နေလို့ပါပဲတကယ်ပြဿနာဖြစ်ရှင်းသူတွေမှာဒူနီလေးအဓိကအလေးချင်းတချို့ရှိတယ်ဒီအခြေအနေကပဲသူတို့ဟိုတခြားသူတွေနဲ့မတူပဲတကယ်တော်တက်အော်မီကယ်လူပေးနိုင်တာပေါ့လေကဲဒီလိုဒွေးခေါ်ပုံကိုအားကောင်းစေတဲ့အယူရှင်ပြီးအစွမ်းထက်တဲ့အစဉ်လီစဉ်လုပ်ငန်းစဉ်ကိုအသေးစိတ်ကြည့်လိုက်ကြရအောင် ဒီမူပေါင်ကဖရိုပြဌာနာမျိုးကိုမဆိုးဖြည့်ရှင်ဖို့အတွက်ရှင်းလင်းတဲ့လမ်းပြမြေပုံတစ်ခုလိုပါပဲပြဌာနာကိုနားလဲတာကနေအောင်အောင်မြင်မြင်ဖြည့်ရှင်ပြီးတဲ့အထိအဆင်လိုက်သွားရုံပါပဲတီယိုရီတွေချီပဲဖြောင်းနေတာထားလက်တွေ့မှာဒါကဘလူးအလုံးလုံးလဲဆိုတာကိုကြည့်ရတာကပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီတော့အခက်ခဲဖြစ်နေတဲ့ယောဂီတအဖွဲလေးတစ်ခုရဲ့ဇလန်းကိုလေ့လာကြည့်ကြရအောင်ဒီပွဲနာမည်က The Mushroom Lovers တဲ့သူတို့မှာပြဌာနာတစ်ခု ရှိတယ်အဲ့ဒါကတော့ သူတို့ပွဲလောက်တိုင်းလာကြည့်တဲ့ပရိသတ်က15ရောက်လောက်ပဲရှိနေတာပဲ။ပါကြောင့်မှန်းလဲသူတို့စဉ်းစားလို့မရခဲ့ဘူး။အစပိုင်းမှာတော့သူတို့ကကိုယ့်အဖွဲ့ကိုလူတိနဲလို့ဖြစ်မဲ့လို့ယူဆခဲ့ကြတယ်။ဒါပေမဲ့တကယ်တမ်းစစ်တမ်းကောက်ကြည့်လိုက်တော့လူတတော်များများကသူတို့ပွဲအကြောင်းသိကြတယ်။တကယ်ပြဿနာကတိတဲ့လူတွေတဲကဆက်ရခိုင်နှုံးပဲတကယ်လာကြည့်ကြတာဖြစ်နေတယ်။ဒါနဲ့လူတွေကိုလိုက်မေးကြည့်တဲ့ခြောက်မှာတော့တကယ်အရင်ကအကြောင်းရင်းတွေကိုတွေ့လာရတယ်။ပြဿနာကလူတိနဲတာတခုတည်းမဟုတ်ဘူး။ ပွဲလုပ်တဲ့အချိန်ဒီချင်းတွေထပ်နေရာသူတို့ဂီတပုံစံကိုလူတွေမသိတာစတဲ့အချက်တွေအများကြီးပါဝင်နေတာကိုဒီတော့သူတို့လည်းဖြည့်ရှင်းနည်းတွေကိုအားလုံးဝိုင်းစဉ်းစားကြတယ်ပြီးတော့ရလာတဲ့အကြံဉာဏ်တွေကိုဒီစရာကွက်ထဲထည့်ပြီးဘယ်ဟာကအကျိုးတရားမှုအများဆုံးနဲ့လောက်ရတာအလွေဆုံးလဲဆိုတာကိုဦးစားပေးရွေးချယ်ခဲ့ကြတယ်လာလကတော့တကယ်ကိုအငေါ်စရာပါပဲအဆီဇင်အစ်စ်နဲ့လှုပ်လိုက်တဲ့နောက်ပွဲမှာပရိသတ်နေဟာကြောတောင်းလာခဲ့တယ်ဆိုတော့လေ ဒါဟာစနစ်တကျပြည်တနာဖြည့်ရှင်တဲ့နီးလိုင်ရဲ့အစွမ်းကိုကောင်းကောင်းကြီးတက်တက်ပြလိုက်တာပါပဲ။ကဲအခုနကဂီတဖဲသုံးသွားတဲ့အဓိကထူးနှစ်ခုကိုချိလိုက်ရအောင်။ဒါတွေကအရန်ယိုးရှင်းပြီးဘသူမဆိုကိုယ့်ရဲ့ပြည်တနာတွေအကောအသုံးချလုပ်ရတဲ့ထူးစီပါ။ပထမထူးက logic tree ပါ။ဒါကပြည်တနာတစ်ခုကိုတင်းငယ်တဲ့အစိပ်ပိုင်းတွေအဖြစ်ခွဲချမ်းစိတ်ဖြာဖို့သုံးတဲ့ပုံစံတစ်ခုပဲ။ဒီလိုလိုလိုက်ခြင်းအပြင်ဖြိနိုင်ချေရှိတဲ့အကြောင်းရင်းတွေဖြည့်ရှင်းနည်းတွေတို့တစ်ခုမှမကြံအောင်စဉ်းစားနိုင်သွားတာပေါ့။ဥပမာတစ်ခုပြောရရင် ်ငိုကောင်းပူကြောင့်ညိုကောင်းပူထချင်းနေဆိုပါစို့ logic tree ကိုထုံပြီးအပေါ့ပူကြီးအောင်လုပ်မလားအပေါ့ဒီပူဖောက်မလားဒါမှမဟုတ်မျိုးကောင်းစီကိုပူတရအောင်လုပ်မလားဆိုပြီးဖြစ်နိုင်ချေရှိတဲ့နီလန်းအားလုံးကိုရှင်းနေတဲ့ကြစဉ်းစားလုပ်ရပါတယ်ဒုတိယ tool ကတော့ prioritization matrix ပါဒါကတော့ကိုယ်မှရှိတဲ့ဖြည့်ရှင်နည်းတွေထဲကဘယ်တစ်ခုကိုရင်လုပ်တဲ့လဲဆုံးဖြတ်ရလွယ်အောင်ကူညီပေးတယ်များတော့အဖြစ်တော့အကျိုးသိရောက်မှုနဲ့စိုက်ထုတ်ရမယ့်အားပေါ်မူတည်ပြီးဦးစားပေးရွေးချင်ကြပါမယ်။ဒါတော့ ဒီရှင်းလင်းတင်ပြမှုရဲ့အထူးကအနှချုပ်ကပါလဲဆိုတော့ဒီလိုမူပေါင်းတစ်ခုခုအသုံးပြုခြင်းအဖြစ်ပြည်တနာတွေကြာမှာပြင်မိနေတဲ့သူလျောက်ကနေထိရောက်တဲ့ပြည်တနာဖြည့်ရှင်းသူတယောက်အဖြစ်ဘလို့ပြောင်းလဲနိုင်တယ်လဲဆိုတာပါပဲပြည်တနာဖြည့်ရှင်းတဲ့သူတယောက်ဖြစ်ဖို့ဉာဏ်ကြီးရှင်ဖြစ်စရာမလိုပါဘူးတပင်းချတာဝေဖန်တာအိမ်မက်မက်တာတွေအစားစနစ်တကျတွေးခေါ်ပြီးလက်တွေ့လှုပ်ဆောင်တဲ့အလေးချင်းကိုမွေးမြူလိုက်ရုံပါပဲကဲအခုဒီအတွေးလေးနဲ့အဆုံးသတ်လိုက်ရအောင် ကိုယ့်ရဲ့ဘဝမှာချာချီချောင်ဖဲနေခဲ့တဲ့ပြဿနာတစ်ခုခုကိုဒီအဆင့်၄ဆင့်ပါလုံကန်းဆင့်နဲ့အခုချက်ချင်းစတင်ဖြည့်ဆင်းကြည့်ဖို့စဉ်းစားကြည့်မယ်ဆိုရင်လို့ဘယ်လိုလဲ